အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ် Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။မင်္ဂလာပါပိတ်တယ်ကြီး။ဒီဗီဒီယိုမှာတော့2024 2025ပရီးမီးယားလိချန်ပီယံလီဗာပူးသင်းရဲ့အောင်မြင်မှုနောက်ွယ်ကလိုအပ်ချက်တွေကိုခေါ်ထုတ်သွားမှာဖြစ်ပါတယ်။သူတို့ဘယ်လိုစွမ်းဆောင်နိုင်ကြလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်။နံပါတ်1မန်နေဂျာအာနီဆလော့ဤအရေးပါသောဦးဆောင်မှု ဇာတင်ကလောင်ဟာလေဘာဘူးတင်မှာအောင်မြူများစွာကိုရယူပေးခဲ့တဲ့မန်နေဂျာတူဖြစ်ပေမဲ့သူနားယူချိန်2024 2025ရာသီမှာအာနီဇလောကသူ့ရဲ့နေရာကိုစက္ကန့်ခဲ့ပါတယ်။အာနီဇလောဟာအတင်းကိုချက်ချင်းဆိုသလိုအောင်မြူမူလမ်းကြောင်းပေါ်ပြန်လည်တင်ပေးနိုင်ခဲ့တာဟာသူ့ရဲ့ထူးခြားတဲ့အစီအမံခံရမှုဆောင်ရွက်ကိုပြသနေပါတယ်။ဇလောဟာဇာတ်မားတွေပေါ်ယုံကြည်မှုအပြည့်အဝထားရှိပြီးသူရဲ့အလားအလာတွေကိုအပြည့်အဝထုတ်ပေါ်နိုင်လို့အားပေးခဲ့ပါတယ်။သူ့ရဲ့ဒီပြော်ပါဆိုင်ရာအမြင်တွေအားလည်းထူးခြားပါတယ်။ ူဟာတိုင်မန်သင်းရဲ့အားသာချက်အားနည်းချက်တွေကိုသိချလေ့လာပြီးအဲ့ဒီအပေါ်မူတည်ကအသင်းရဲ့ကစားဟန်ကိုပြောင်းလဲညွှန်ကြားနိုင်စွာရှိပါလေ။ဥပမာအားဖြင့်ကျိုးပွဲတွေမှာဖျားပေးကစားဟန်ကိုပိုအောင်ပြုတယ်မလို့ကျိုးပွဲတွေမှာတော့ခန်းစစ်ကိုပိုအောင်ပြုပြီးတိုင်မန်တိုက်စစ်ကိုတုံးချခဲ့တာမျိုးတွေ့ရပါလေ။ဒါအပြင်ဇလောဟာအသင်းရဲ့စိတ်ဓာတ်ကိုလည်းမြင့်တင်ပေးနိုင်ခဲ့ပါလေ။ယာဒီစာမှာမန်နေယာတစ်တယောက်ရလာတဲ့အခါကစားသမားတွေအနေနဲ့အသားကျဖို့အချိန်ယူရနိုင်ပြီမယ်။ဇလောဟာကစားသမားတွေနဲ့ယင်းကြီးရဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့ပြီး အားလုံးကိုတသားလေးဖြစ်အောင်စီရင်နိုင်ခဲ့ပါလေဒီချက်တွေအားလုံးပေါင်းစပ်လိုက်တဲ့အခါလူပါဘူးဟာတရာသီလောက်တည်ငိမ့်တဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပြီးချန်ပီယံစုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်နံပါတ်၄ဒီပြွာပိုင်းဆိုင်ရာပြောင်းလဲမှုနဲ့လာရောညီတွေဖြစ်မှုဂျိုင်းနီကလရဲ့နောက်မှာလူပါဘူးဟာပြည်နယ်နဲ့ဗီယာဘေးကစားဟန်ကိုအဓိကအသုံးပြုခဲ့ပါတယ်အနည်းဆုံးရောက်လာတဲ့အခါဒီကစားဟန်မှာအနှဲငယ်ပြောင်းလဲမှုတွေရှိလာပြီးပုံမှန်လွတ်လပ်တဲ့ဒီဇိုင်းမှုပုံစံကိုအသုံးပြုလာတာကိုတွေ့ရပါတယ်။ ဒီပြောင်းလဲမှုဟာအသင်းကိုတိုက်စစ်ဆင်ရခါမှာပုံမတီချင်ဖန်တီးနိုင်စွာရှိစေခဲ့ပါလေစလုံးဟာဇာတမန်တဝူချင်းစီရဲ့အရေးအချင်းကိုအပြည့်အဝအသုံးချနိုင်ဖို့ကြိုးစားခဲ့ပါလေဥပမာအားဖြင့်တိုက်စစ်မှုတွေရဲ့လှုပ်ရှားမှုပုံစံကိုပြောင်းလဲပေးတာမျိုးအလယ်တန်းကစားသမားတွေကိုပုံမတက်ကြစွာပါဝင်ကစားစေတာမျိုးတွေပြုလုပ်ခဲ့ပါလေဒါအပြင်ခံစီပိုင်းမှာလည်းလိုအပ်တဲ့အခါပုံစံမျိုးမျိုးနဲ့ကစားခဲ့တာကိုတွေ့ရပါလေ။ ရာသီတစ်ချောင်းလုံးမှာလီဗာပူးကတမန်သင်းတွေရဲ့ကစားသမားမူတည်ပြီးသူတို့ရဲ့နီးပြူအောင်ကိုအဝင်ဝင်ကြပြောင်းလဲနိုင်ခဲ့ပါတယ်။တချို့သင်းတွေကိုပြားပြေးကစားပြီးအမလို့အောင်ဖန်တီးနိုင်ခဲ့တယ်လို့တချို့သင်းတွေကိုတော့ခန်းစစ်ပေါ်အပြူပြီးတမန်တိုက်စစ်နဲ့အနိုင်ယူခဲ့တာမျိုးတွေရှိပါတယ်။ဒီလိုလာရောက်တည်ရှိတဲ့ကစားဟာလီဗာပူးကိုရလဒ်ကောင်းတွေဇာတ်ရရှိစေဖို့အထောက်အကူဖြစ်ခဲ့ပါတယ်။နံပါတ်3အဓိကကစားသမားများ၏ထူးခြားသောစွမ်းဆောင်ရည်များလီဗာပူးသင်းရဲ့ဒီရသည့်ချန်ပီယံရှစ်ရရှိမှုမှာ အဓိကကစားသမားတွေရဲ့အခြေစွမ်းကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဘူဝမက်ဆာလာဆိုရင်တိုက်စစ်ပိုင်းမှာအတင်းအတွက်အင်အားကြီးဆုံးကစားသမားတဦးအဖြစ်ဆက်လက်ရည်တည်နိုင်ခဲ့ပါတယ်။သူဟာကိုတွင်းရမာလေးမကပဲကိုဖန်နီမူတွေမှာဒူးဂျုံရဲ့အစောဆောင်ရည်ကိုပြသခဲ့ပါတယ်။တရားဒီလုံးမှာသူ့ရဲ့တွင်းကိုတွေနဲ့ဖန်နီမူတွေဟာအတင်းအတွက်အရေးပါတဲ့အမှတ်တွေကိုရယူပေးနိုင်ခဲ့ပါတယ်။သူဟာစံချိန်တင်ကိုဖန်နီမူ၄၈ချိန်ထိပြုလုပ်နိုင်ခဲ့ပြီး ချူနဲ့စုကိုလည်းရရှိခဲ့တာကသူ့ရဲ့ထူးခြားတဲ့ခြေစွမ်းကိုတည်တည်ပြနေပါတယ်။ဗချင်ပန်းလိုက်ကတော့ခန်းစင်ပိုင်းမှာအတင်းရဲ့ကြောက်တံကြီးဖြစ်ဆက်လက်ရည်တည်ခဲ့ပါတယ်။သူ့ရဲ့ခိုင်မာတဲ့ခန်းစင်စွမ်းကြီးလေထဲမှာဘောလုံးကိုကောင်းကောင်းထိကျုံနိုင်မှုနဲ့ခေါင်းဆောင်မှုပေးနိုင်မှုတွေကအတင်းရဲ့နောက်တန်းကိုအင်အားတောက်တင်းစေခဲ့ပါတယ်။သူနဲ့သူတခြားခန်းစင်ကစားသမားတွေရဲ့ခြေစွမ်းကောင်းတွေပေါင်းစပ်လိုက်တဲ့အခါအတင်းဟာကိုပေးရမှုနဲ့အတင်းတွေဖြစ်လာခဲ့ပါတယ်။သူတို့ဟာဆလေးခွဲထိဂုံးပေးရတဲ့မတန်းကိုပိုင်ဆိုင်ခဲ့ပါတယ်။ အလစ်စင်ပကံကလည်းဘုဒ္ဓမနေရာမှာယုံကြည်အားထားတဲ့ကစားသမားတစ်ဦးဖြစ်ပါလေသူရဲ့လက်စွမ်းကောင်းတဲ့ကြောင့်အရေးပါတဲ့ချိန်တွေမှာအတင်းအထွတ်အမှတ်တွေကိုကယ်တင်ပေးနိုင်ခဲ့ပါလေသူရဲ့တုတ်ပြန်မှုများစမှုနဲ့ဂိုးဘောပိတ်ဆို့နိုင်စွမ်းတွေကလီဗာပူးရဲ့ခံစစ်ကိုပုံမအောင်အောင်စေခဲ့ပါလေဒါအပြင်ကော်နာဗရက်တရီလိုမျိုးအကယ်ဒမီကနေတက်လာတဲ့ဒူငယ်ကစားသမားတွေရဲ့အခြေစွမ်းပြမှုကလည်းအတင်းအကျပ်အင်အားတက်ခုဖြစ်စေခဲ့ပါတယ်။သူတို့ရဲ့တက်ကြွတဲ့ကစားရံနဲ့အတင်းအကျပ်ပြည့်စက်လို့တဲ့စိတ်တက်တွေဟာ အသေးရဲ့အနာဂတ်အတွက်ညှော်နှင်းခြင်းကကောင်းတဲ့လက္ခဏာတွေရဖြစ်ပါလေ။အမှန်လေကွဲကြီးများတွင်အနိုင်ရယူနိုင်မှု။ချန်ပီယံစုကိုရယူနိုင်မှုအတွက်အသင်းကြီးတွေနဲ့အရှင်ပိုင်းနဲ့ကွဲတွေမှာအနိုင်ရရှိဖို့ကအရေးကြီးပါလေ။လီဗာပူးဟာဒီဟာဒီမှာလေမန်ချက်စတာယူနိုက်တက်ကိုအဝေးကွင်းမှာ3-0နဲ့အနိုင်ရရှိခဲ့တယ်လို့မန်ချက်စတာစီးတီးကိုလည်း2-0နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ဒီလိုပြိုင်ပွဲအသင်းကြီးတွေကိုအနိုင်ရရှိခဲ့တာဟာ လီဗာပူးရဲ့ယုံကြည်မှုကိုတိုးဝါစေခဲ့ပြီးချန်ပီယံစုအတွက်အရှင်ဘန်ဟာမှာအားသာချက်တစ်ခုကိုရရှိစေခဲ့ပါတယ်။ဒီပွဲစဉ်ထဲမှာအနိုင်ရရှိခဲ့တာရမယ်ရရှိုံမှာမကပဲတိုင်မဲ့တူကိုစိတ်တပိုင်းဆိုင်ရာရလဲဒုနဲ့လာခဲ့ပါတယ်။အသင်းကြီးချင်းတွဲဆောင်တဲ့ပွဲတွေမှာအနိုင်ရရှိမှုဟာတရားစီရင်ရေးရညာအပေါ်ကြီးမားတဲ့တရားမှုရှိတတ်ပါတယ်။လီဗာပူးဟာဒီလိုပွဲတွေမှာအကောင်းဆုံးခြေစွမ်းကိုတက်တာနိုင်ခဲ့တာကြောင့်ချန်ပီယံစုကိုရောင်းနိုင်ခဲ့ခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ မြန်မာငါအသေးဤစူးစီးညီညွတ်မှုနဲ့စိတ်ဓာတ်ဘလုံးတင်းတဲ့အောင်မြင်ဖို့အတွက်အရေးချင်းရှိတဲ့ကစားသမားတွေနဲ့ကောင်းမွန်တဲ့နေပြအဖြစ်အသင်းသားအားလုံးရဲ့စူးစီးညီညွတ်မှုနဲ့စိတ်ဓာတ်ခံမှာမူကလည်းအရေးကြီးပါတယ်။ဒီမှာဘူးတဲ့ဟာဒီရာဒီမှာဒီအချက်မှာအားသာချက်များစွာကို ပြသခဲ့ပါတယ်။ကစားသမားတွေရဲ့အကြမ်းမှာအပြန်အလှန်ယုံကြည်မှုရှိပြီးတအိုးကိုတအိုးကိုညီပံ့ပိုးတဲ့စိတ်ဓာတ်ကိုကွဲတိုင်းမှာမြင်တွေ့ခဲ့ရပါတယ်။အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အချိန်တွေမှာတော့အားလုံးက စူပေါင်းပြီးရုံးခံကြော်ရောင်းနိုင်ကြတာဟာသူတို့ရဲ့အစည်းအဝေးညမှုကို ပြသပါတယ်။ဒါပြင်ချန်ပီယံစုကိုရယူလို့တဲ့စိတ်ဓာတ်ပြင်းပြမှုကလည်းအတင်းကိုအမြဲတမ်းတိုက်ပွဲဝင်နေစေခဲ့ပါတယ်။ဘလို့အချိန်တွေမျိုးမှမဆိုအရှုံးမပေးပဲနောက်ဆုံးမိနစ်အထိအကောင်းဆုံးကစားဖို့ကြိုးစားခဲ့ကြပါတယ်။လက်စစ်မဲ့အလစ်စတာရဲ့ဒါဟာကြီးမြတ်တဲ့အရာတစ်ခုရဲ့အစားပဲရှိသေးတယ်ဆိုတော့ပြောကြချက်ကလည်းအတင်းရဲ့ရည်မှန်းချက်ကြီးမားမှုကိုဖော်ပြနေပါတယ်။ ဒီလိုစူးစူးညင်ညွမှုကိုစိတ်တက်ခံရတဲ့ကြောင့်လဘာဘူးတဲ့ဟာတရားသီလောင်းတည်ငြိမ်တဲ့ခြေဆောင်ကိုပြသနိုင်နေပြီ။နောက်ဆုံးမှာပြည်မြလိချန်ပီယံစုကိုစုကူးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါတွေကတော့လဘာဘူးရဲ့ဒီအသီးချန်ပီယံဖြစ်ခဲ့တဲ့အဓိကအလို့ဝတ်ချက်တွေပဲဖြစ်ပါတယ်။လဘာဘူးကဂမ်းမရာသီအတွက်အင်အားဖြစ်တယ်လို့ပြင်ဆင်နေပါတယ်။မိုင်ယန်လီဘာကူစင်ဟာဂျယ်ရမီဖရင်ပေါင်နဲ့ဖလော်ရီယန်ဝတ်စ်တို့ကိုခေါ်ယူဖို့ဆွေးနွေးမှုတွေလုပ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဘုံပေါင်းရဲ့နောက်ကန်ကစားသမားမီနော့ကာကက်စ်ကိုလည်းခေါ်ယူဖို့စိတ်ဝင်စားနေရလို့သိရပါတယ်။အလက်ဇန္ဒားအာနိုထွက်ခွာလာတဲ့အတွက်ညာနောက်ကန်နေရာအတွက်ကစားသမားတစ်အရှာဖွေခွင့်ရှိပါတယ်။ဘိုဟာမက်ဆာလန်နဲ့ဘာချန်ပီယံနိုက်တို့ရဲ့ဆက်သွယ်တဲ့တန်းတို့ထားတာက အသင်းအတွက်တည်ငောင်းဖြစ်ပြီးအသင်းရဲ့အဓိကကစားသမားတွေကိုဆက်လက်ထိန်းနိုင်မှာပါ။အခြားတဲ့တွေကလည်းအင်အားဖြည့်တဲ့နာနာကြောင့်နာမည်ရည်ဒီမှာချန်ပီယံဆုအတွက်ပြန်ဆန်မှုကပိုပြီးပြင်းထန်လာနိုင်ပါတယ်။ အာဆင်နယ်နဲ့မန်စီးတို့ကလည်းပြန်လည်စင်ခေါ်ဖို့ပြင်ဆင်နေပါသေးကြပါတယ်။စူပါကွန်ပျူတာရဲ့ခံမှန်းချက်ကဒီဘာဘူကလာမယ့်ရက်ဒီမှာလည်းချန်ပီယံစုကိုထိန်းထားနိုင်မယ်လို့ဆိုပါတယ်။ဒါပေမဲ့အမှန်နဲ့ငယ်တာနဲ့တားကြားလိမ့်မယ်လို့ခံမှန်းထားပါတယ်။မလုံးဝိုင်းရဲ့ကစားသမားဟောင်းမိုက်ကယ်အိုဝင်ကတော့ဒီဘာဘူကိုစိန်ခေါ်နိုင်မယ့်အသေးနှစ်သိန်းလောက်ပဲရှိမယ်လို့တုံ့တက်ထားပါတယ်။ဒါမဲ့ရည်ဒီမှာလေလေဘာဘူးတင်ဘယ်တိုင်းလာဒီချောင်းဆောင်သွားနိုင်မလဲဆိုတာကစိတ်ဝင်စားစရာပါပဲ ပိတ်သက်ကြီးနေနဲ့ဒါမဲ့ရသည်ဓမ္မဘုသိချန်ပီယံဝက်ကိုဆက်လက်ထိန်းထားနိုင်မှာလားမထိန်းသိမ်းထားနိုင်ဘူးလားဘလို့မြင်ကြလဲဘယ်အသင်းတွေကောင်စိန်ခေါ်လာနိုင်မယ်လို့ထင်ပါတယ်ကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးတော့ပါဦး